န်ချမှာလားဆိုတော့မျိုးတက် SSB ပြန်ပြည့်ရမှာချိန်တိုင်းတက်ကနောင်ချိုကြောင်မဲ့တီဘောလာရှိုဟိုဘက်ကသိန်းဒီအကော့ခိုင်နံဖက်ကမူဆယ်တီပေါ့ဗျာနောက်ဒီဘက်ကျတော့ချင်းချွေရောမစ်စမြားလုံးမင်းမြတ်လားပါခွတ်တော်မျိုးမင်းမြတ်တဲ့တိုးချက်လက်ချိုနောက်တော့ကြောက်ပါဗျာညနေခိုင်အဖွဲတွေကသူတို့ဘက်ကအချိန်နေမကောင်းတော့ဘူးဆိုရင်ထွက်လာတဲ့ဇာတ်တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တက်မတော်ကအစိတ်ဘုံတွေပြစ်နေပါပြီလို့ပါလို့နော်သိလားမလားအစိတ်ဘုံအစိတ်ဘုံတွေ25အစိတ်ဘုံတွေ90ဘုံတွေ100ဘုံတွေပြစ်ပါပြီဆိုတာမျိုးတွေအခု TNL လေးကလည်းအခုတော့တရင်စထွက်ပြီ သူတို့နောင်ချိုတိုက်ပွဲမှာတဲ့တက်ကတဲ့အစိတ်ဘုံနေပြစ်ပါတယ်ဆိုပြီးရေရောဆိုတော့ကျွန်တော်လည်းအဲ့ဒါကြည့်ပြီးတော့အေးဟိုဘာခေါ်လဲကလင်နာကြပေါ့ကလင်နာကြပေါ့အဲ့လိုဖြစ်နေတယ်ဆိုတော့နောင်ချိုတိုက်ပွဲမှာတဲ့နောင်ချိုတိုက်ပွဲနေခုနောင်ချိုမှာမနေ့ကမနေ့ကဂျိုလာ19ရက်နေ့က DNA ထုတ်ပြန်ထားတယ်ညောင်ရံထုတ်ပြန်ထားတာအဲ့ဘာဆိုနောင်ချိုနားမှာရှိတဲ့တိုက်ပွဲတွေမှာတဲ့စစ်တပ်ကနေပြီးတော့တဲ့ဒရုန်းတွေနဲ့အစိတ်ဘုံအစိတ်ငွေဘုံ38လုံးတော့ကျဲချပါတယ်ဆိုတော့ကျွန်တော်စဉ်းစားနေတယ်ကျဲချတိုက်ခဲ့တယ်တဲ့ဘုံအလုံး60နီးပါးလဲကျဲတယ်ကျွန်တော်စဉ်းစားနေတာပေါ့နော်ကတော့နည်းနည်းလေးစားလို့ရအောင်ပြပြမပြ ဒီ TNL ကပြောတယ်ပေါ့စိတ်ဝေဘုံ38လုံး drone နဲ့ဘုံချဲချချပါလေလို့ပြောတယ်38လုံးချဲချကြောင်းကို TNL ကဘလို့ရည်ထားတာလဲကျွန်တော်မသိဘူးဟုတ်ဖို့ခဏထားအောင်နော်ခင်ဗျအပေါ်နေ drone ဘုံတွေချနေတယ်လို့လည်းပြောသေးတယ်အဲ့ဘုံတွေကိုတစ်လုံးကြာဟာတစ်လုံးကြာလာပြီဟာနှစ်လုံးကြာလာပြီအသေးလုံးကြာလာအဲ့လိုအဲ့လိုရည်နေလားကျွန်တော်စမ်းသားကြည့်တယ်ပေါ့နော်အစိတ်ငွေဘုံလည်းပြောသေးတယ်အဲ့အစိတ်ငွေဘုံကြာတာကိုထိုင်းရှင်းနေမယ်ဆိုရင်အဲ့ကောင်အစိတ်ငွေအစိတ်အစိတ်ငွေတည်ပြီအစိတ်ငွေတည်ပြီ 特别二楼，社会房都在昆仑龙街话里头有，啊 <noise>，第一家是几来着？那都讲，哪都讲，茶铺里话的，啊，茶铺话的，啊，社会房的，主要就是四叔房、铺龙房，呃，都在这块。那条茶铺话的，都在那亚龙街里头，人在街里都弄不着办的，是标嘞。是咯，别那块是那边红药大伯路，再旁边那块喏，就多些奥美、奥美睫毛呢，有个大伯路，阿三块多标那块喏。第二个多阿里标呢，有门篮球啊，铺门里边，大家门那边还住着人，阿来这边还住着人呀，大家没休息的。篮球不来了，玩茶比比，大家篮球也几年，篮球不来了，大家玩茶比比。 别的 o 这个不罗马，先表都到底特别的不宜，去我看的。我这个别路呀，包括别的路都包了，我们就能听的。没别的，没别的路，没别的，只这条路，咱们包括别的就能免的。这个比较伟大，还有你，我那个朋友呢，啊，别也比没，比较伟大，这个也比没，啊，也比没，好的，这个也比没，也比没毛多，毛多，玩没玩啥，玩没玩啥？哎，都来别的路，主要不是旅游，人家去弄的啊。 ရှင်းရှင်းပြောတော့ဝိုင်းတော့ဝိုင်းတယ်လေအပြစ်ရပဲပြောတော့ဝိုင်းမဝိုင်းအောင်လို့ပြောတော့လေဆိုတော့အပြစ်ရတယ်ဒါပေမဲ့သူစီသူ့ရဲ့အင်အားကိုတဖြည်းဖြည်းရှိကိုသူ့ရဲ့မူလပိုင်ဆိုင်မှုနေရာတွေကိုပြန်ရဖို့တဖြည်းတိုးတိုးပြီးတော့နောင်ချိုကိုဝိုင်းထားပြီးနောင်ချိုကပုံရလဲပြောရင်တော့80အိုင်လုံးနဲ့အထက်ကတေချာသွားပြီကိုယ့်လက်ထက်ရောက်ကြည့်ရမယ်အဲ့ဒါကိုပလောင်တွေကပြေးရကာနီးတဲ့ခါကျတော့ဘာဆလုံးလဲဆိုတော့သူတို့အစိမ့်ဘုံတွေချပါပြီ90ဘုံတွေချပါပြီ100ဘုံတွေချပါပြီဓာတ်ဘုံတွေချပါပြီယူပဘုံတွေချပါပြီ ਨੇ ဒီလိုပဲသူတို့အထူးကနေတာဒီလိုပဲ audition ဆိုတော့ပြောရရင်တော့နောင်ချိုအခြေအနေဒီတက်မတော်ကအသာကြီးပြန်ရနေပြီဆိုတော့ တို့တော့တွေ့ရတယ်။နောက်ကျတော့မကြခင်မှာတတ်မလို့လက်ထက်ကိုမကြခင်ပြန်ရောက်တော့မယ်လို့ပဲကျွန်တော်ပြောချင်တယ်။တခုပဲလူကြီးတွေကနေရောကွာခဏဆောင်လိုက်ပါဦးဒီကောင်တို့ပြေးကွန်းခဏပြေးလိုက်ပါဦး။အဲပြီးတော့ဟောငါတို့နေနေလူနေမဲ့တခုရှာလိုက်အဲ့ဒီကျမှတက်သိမ်းလိုက်ခဏဒီနေ့ခဏနေ။ကိုကိုလက်ထက်ကဟိုဗါလေဟိုဟိုဘာခေါ်ဆိုဟိုလက်ခုပ်ထက်ကကြီးလေးဖြစ်သွားပြီ။ဝိုင်းနေကကျက်လေးဖြစ်သွားပြီဆိုတော့ဘယ်အချင်းကြိုက်သက်သက်ရနေပြီ။အဲ့ဒီထားဖြစ်တယ်။အဲ့တော့တက်ကအေးအေးဆေးဆေးဖြစ်သွားတာ။ပြီးတော့နောင်ချိုဘာဖြစ်ပြီဒီဘက်ကိုတပိတ်ချင်းဘက်တွေဟိုအပေါ်ဘက်တွေကိုတက်အောင်မယ်။မိုးကုတ်ကိုဆက်တက်အောင်မယ်။ဒီဘက်လမ်းဆက်တက်အောင်မယ်။နော်အဲ့တော့ တတအနေနဲ့ကကြည့်ရတာတော့အဖြစ်ဖြစ်ချင်းဒီမိုးကုတ်လည်းပြန်ယူမယ်။နောင်ချုံလည်းပြန်ယူမယ်။ပြီးရင်တော့ကြောင်မဲတီဘောအဲ့ဒါကြီးဆက်ပြီးတော့တက်ကတဖြည်းဖြည်းလုံမယ်လို့ယူဆတယ်။အခုယူဆတဲ့နေ့မှာကြောင်မဲဒီကြောင်မဲမှာ SSPB နဲ့ TNR တိုက်ပွဲအနေငယ်ဖြစ်သွားတယ်ပေါ့။အသေးစားတိုက်ပွဲလေးပါအကြီးတော့မဟုတ်။အသေးစားတိုက်ပွဲလေးဖြစ်သွားတယ်။ SSPB ရဲ့ဒီ SSPB ရဲ့ဒီကြောင်မဲမှာရှိတဲ့ task scan နော်။ကြောင်မဲမြို့နယ်ဟူးဆောင်ကြေးရွာရဲ့အရှိတော်ဘက်မှာရှိတဲ့ SSPB ရဲ့ task scan ကြည့်ရတာနောင်ချိုးကနေပြီးတော့အချိန်မကောင်းတဲ့တို့နောင်ချိုးကြောင်မဲကြောင်မဲတီကိုထုတ်ပြီးတော့ပြေးတဲ့အဖွဲ့ကြီးပြေးကုန်ကြပြီလို့ယူဆတယ် နော်ဆိုတော့ပြေးကုန်ကြပြီလို့ကျွန်တော်ယူဆတယ်အဲ့ဒီမှာရှိတဲ့ SSBB ရဲ့စကမ်းကိုနော်ပုံကောင်လေးကဝင်ပြီးတော့ဟိုဘာခေါ်လဲဆိုတော့ဟိုတူတော့ပြောဖဲခိုင်းတော့ဗျာဆိုတော့တကယ်တမ်းကျတော့ခင်ဗျားတို့နားလည်အောင်ပြောရရင်တော့ဒီကြောင်မဲတော့ဘာတို့က SSBB နဲ့ TNL နဲ့ဘယ်သူရတယ်လဲလို့မင်းခင်ဗျားတို့ပြန်တွေးကြည့်ဗျာဘယ်သူပိုင်တယ်လဲဘယ်သူပိုင်ဆိုင်မှုမြည်လို့ပြောမလဲ SSBB နဲ့ TNL နဲ့ဘယ်သူပိုင်လို့ခင်ဗျားတို့ထင်လဲဒါအဲ့ဒါခင်ဗျားတို့ရဲ့ဟိုတွေးခေါ်မှုနဲ့ကျွန်တော်မင်းကြည့်တာပေါ့နော်ဆိုတော့ ဒီကြောင်မဲတော့ဘာလို့က TNL ကကျင်လက်ကြစားပါတယ်လို့သူကပြောနေမယ်ဟိုတကယ်တော့ SSPB ရဲ့နာမည်လို့လည်းပြောလို့ရတယ်နော်အခုနောင်ချုံမှာအချိန်မကောင်းတဲ့ခါသူကြောင်မဲကိုသူဆုတ်ခွာပြေးတယ်လို့ကျွန်တော်ကကောက်ချက်ချတယ်ပြီးတော့ကောက်ချက်ချတယ်ဆုတ်ခွာပြေးလို့ပြေးတဲ့ခါမှာသူ SSPB ရဲ့စခန်းကိုသွားပြီးတော့ဖယ်ရှားခိုင်းတယ်လို့တော့ကောက်ချက်ချတယ်ဖြစ်လာတယ်ဆိုတော့နောက်ကတော့ဟူးဆောင်ကြည့်ရပါဘူးဟူးဆောင်ကြည့်အဲ့ကြည့်ရပါဘူးသွားပြီးတော့ TNL အုံအုံနေချင်းအင်အား80လောက်တယ်ဟိုးတက်လာတယ်တက်လာတော့ SSPB ကလာဝိုင်းတော့ SSPB ကပြန်ပြစ်တာပေါ့ပြန်ပြစ်တော့ ပြီးလည်းပြီးတော့ဖယ်ခိုင်းမှုပြစ်တယ်ပြန်လည်ပြစ်ကြခတ်ကြရင်လည်း SSB ကတော့အပေါ်စီးကပြစ်ရတာကကြတော့အသာစီးယူသွားတော့ SSB ကပြစ်လိုက်တော့ TNL ဘက်ကလူတွေတည်တယ်လို့ SSB ဘက်ကလူကတရင်ထုတ်ပြန်တယ် SSB ကထုတ်ရတော့ TNL တည်တော့ဗျာ TNL ထုတ်ရင်တော့ SSB တည်ရထုတ်လာတော့မသိဘူးလောဆိုတော့ SSB နဲ့ TNL ကြားမှာအဲ့လိုနေမြေကိစ္စတော့လူပြီးတော့တိုက်ပွဲတွေဆက်ဖြစ်တယ်ဒါကတော့ခုနနောင်ချိုမှာတိုက်နေရင်လည်းနောင်ချိုကအချိန်နေမကောင်းတဲ့ခါကြောက်ပဲကိုဆက်ပြီးတော့ TNL ဆုတ်ပြေးတဲ့သဘောရှိတယ်လို့ကောက်ချက်ချတယ်ပြောရရင်တော့ကြောက်နောင်ချိုထဲမှာ TNL ရဲ့အမာခံ တက်အင်အားသိပ်ပြီးတော့ကြီးမှမရှိတော့ဒါပေမဲ့လွေရီဥလူပြီးခဲ့တဲ့သုတ်ပြချတကယ်ပါမင်္ဂလာဆောင်သွားတဲ့လွေရီဥလူဘာလို့ကတော့ TNL ရဲ့လွေရီဥလူဘာလို့ကတော့ပြောမှာပေါ့နောင်ချိုးကအေးစီထိန်းထားနိုင်သေးပါလေလို့အသိတိတ်ဝိတာမရှိပါဘူးလို့ကျမတို့လက်မလွတ်ပါဘူးလို့ပြောနေပြီမဲ့ချိန်တိုင်းရတော့နောင်ချိုးကပွင့်ပြောတော့ပြန်ပေးရမှာပဲအဲ့တော့ကြောင်မဲရလည်းပြန်ပေးရမှာပဲကြောင်မဲရလည်းအဲ့လိုပဲချိန်တိုင်းတက်ကပြန်ထိန်းပါပဲတက်နဲ့ SSPB နဲ့အဲ့ကြရင်ချမှာလားမင်း SSPB ရဲ့တက်ကိုချခံချမှာလားဆိုတော့မျိုးတက် SSPB ကပြန်ပြေးရမှာချိန်တိုင်းတက်ကနောင်ချိုးကြောင်မဲတီပေါ်လာရှိုးဟိုဘက်ကသိန်းဒီကော့ခိုင်နံဖက်က မူဆယ်ထိပေါ့ဗျာနောက်ဒီဘက်ကျတော့ချင်းချွေရောအဲကောလုံချင်းချွေရောအဲ့ဘက်ချမ်းနေအကုန်လုံးသူကတက်ကပြန်ပြီးတော့ဖြည်းဖြည်းချင်းပြောင်စုလမ်းမကြီးတွေကိုနိုင်ငံတော်ရဲ့အထူးချာအနာကိုပြန်ထည့်ဖို့တက်ကဖြည်းဖြည်းချင်းစူးစမ်းနေတယ်အဓိကတက်ကပြောင်စုလမ်းမကြီးတွေအဓိကရအောင်လုပ်ရမယ်ပြီးတော့မှပြောင်စုလမ်းမကြီးတွေနဲ့မိုင်60ပတ်လဲလို့မိုင်30ပတ်လဲရှင်းနေလို့10မိုင်ပတ်လဲရှင်းနေလို့မိုင်20ပတ်လဲရှင်းနေလို့လိုက်ရှင်းရှင်းနေတဖြည်းဖြည်းနဲ့တဘုံကိုတော်တဲ့ပြန်အောင်ပြန်တွန်းပို့တာကိုတဖြည်းဖြည်းချင်းလုပ်ရအောင်ကုလို့ဆိုတော့မြို့ပေါ်တက်ပြီးရန်ကားနေတဲ့တဘုံကိုတော်တဲ့ရအောင်တက်ကမောင်းတဲ့ကိစ္စကနောင်ချုံမှာတော့ okay နေပြီ နောင်ချောင်းအိုကေတို့နောင်ချောင်းကထုတ်ပြီးတဲ့တက်အုပ်စုနဲ့ဆုတ်ပြီးတဲ့လူစားတဲ့အဲဒီ TNL အုပ်စုကကြောက်မဲမှာရှိတဲ့ SSPB ရဲ့စခန်းကိုသွားရန်ရှာတယ်ကြည့်ရတာစားကြတော့ပြီးတက်ပြီးတော့သွားတောင်းစားလာမသိတောင်းစားရင်ရိုင်းထားပြကြတာမသိဘူးအဲ့တော့ဖြစ်ကြပြက်ကြခတ်ကြရင်လည်းဟို TNL တော့အောက်တီးလို့ကြော်တယ်ကြားတယ် TNL လည်းဆုတ်ပြဆုတ်ဆုတ်ပြီးရှောင်ထုတ်သွားတယ်လို့ကြားတယ်အဲ့တော့ SSPB ကတော့ဒါသိကြပါတော့ဆိုတော့ဟိုပြောရရင်တော့ဟိုကြောက်မဲအထိပါ TNL ဖြည်းဖြည်း ပြေးနေရပြီဆိုတော့အဓိပ္ပာယ်တော့စတက်အောင်နေပြီလို့ကျွန်တော်ကောက်ချက်ချတယ်ပေါ့နော်ဒါကတော့ SSPB နဲ့ TNL ဖြစ်တဲ့ကိစ္စလည်းဆက်ပြောတော့ပါခုနကဘုံ38လုံးထိကျတယ်ချဲတယ်ကျဲတယ်လို့ပြောတာကိုတော့ကျွန်တော်မှရည်စလိုက်တာအစိမ့်ဘုံတော့တက်မလို့ကခင်ဗျာအစိမ့်ဘုံ300မှမလို့တာဗျာဟိုဟိုကမ်မီကယ်ဝဘုံလေးလည်း300လည်းမလို့ဒီတိုင်းသားလက်နက်ကင်တွေနဲ့တကယ်တော့နင်လားငါလားတိုက်ကြမယ်ဆိုရင်တကယ်တော့တက်မလို့ကတကယ်ထိုးစစ်ဆင်တိုက်မယ်ဆိုရင်မလို့ဘူးဗျာကျွန်တော်ကဏ္ဍပြောတယ်တက်မလို့ကအခုပြည်သူစစ်စစ်မှုတန်းနေရှိတယ်အမှတ်စဉ်14တောင်တတ်တက်ပြီကျွန်တော်ထင်တယ်10အပတ်စဉ်10ထိပဲဆင်တာရထားအောင်10ထိပဲဆင်တာအောင်10ထိပဲဆင်တာအောင်နော် တနတစ်စိတ်ပဲတော့တတုတ်ကို9000လောက်နဲ့တွေ့တယ်10တုတ်ဆိုတော့10တုတ်ဆိုတော့9000စစ်တီ9000ရှိတယ်ပြည်သူစစ်စစ်မှုတန်းလေးစစ်တီ9000ရှိတယ်အဲ့စစ်တီ9000ဘာမှမလုပ်နဲ့ဟိုဘာလဲဆိုတော့အထိုင်တက်တွေမှာပဲသူခဏတာဝန်ချလိုက်ပြီးရင်အထိုင်တက်တွေတိုက်ခိုက်တက်တွေကိုတိုက်ခိုက်တက်တွေကိုကိုယ်ဆိုပြီးတော့အမှတိုက်စစ်ဆင်ခိုင်းရင်စစ်တီက9000လောက်ပဲတိုက်စစ်ဆင်ခိုင်းအဲ့ရှမ်းပြောက်ကို1000လောက်တက်သွားရှမ်းပြောက်1000လောက်တက်သွားအဲ့တောက်ဆုံဒေးကြီးက1000လောက်ထိုးတက်သွားကြီးလိုက်ခင်ဗျအဲ့ရှမ်းပြောက်ရှိတဲ့ပလောင်တွေရောကိုးကန်တွေရောဟိုဟာလေ SSPP တွေရောဘယ်ဟောမှခဏနိုင်ဘူးဒါသူစစ်တီ1000လောက်တက်သွား တရင်လည်းတောင်းလို့လိုက်ရတယ်ရခိုင်ပြောက်လည်းတောင်းလို့တော့လိုက်ရသေးတယ်ပြီးကချင်ပြည်နယ်တောင်းလို့လိုက်ပြီးအဲ့နောက်ကနောက်ထပ်စစ်တီတောင်းအောင်အဲ့ဘယ်နေရာကိုအားပြရမလို့ဆိုတော့နောက်ကနေတက်မကြီးနဲ့လိုက်လိုက်နေစစ်တီ5000လောက်ဆွဲထုတ်လိုက်ပွဲပြီးသွားတကယ်ပေါ်လားတက်မအဲ့လောက်ရှိလားဆိုတိုက်ခိုက်တက်ကအဲ့လောက်ရှိလားရှိတယ်ရှိတယ်ဒါပေမဲ့တက်ကသူ့ရဲ့အင်အားကိုချွေတယ်ပြီးတော့ညှားတယ်တချို့လူတွေကိုညှားနေတဲ့သဘောရှိတယ်ညာနေဘိုးကြီးတက်ကတော်တော်ညာနေတဲ့ဘိုးကြီးတယ်အဲ့တော့တချို့တချို့ကပြောလိမ့်မယ်မင်းတက်ကညာညာကွာခံလိုက်ရသူတို့ကြီးပြောလိမ့်မယ်မဟုတ်ဘူးတချို့ဟာတွေကခံလိုက်ရလေတိုက်ပွဲတစ်ပွဲမှာတော့ တိုက်ပွဲအသေးစားတစ်ပွဲမှာတော့ခဏလူ၄၅ဆလင်း၅ရောက်ရှိတဲ့စခန်းကိုလာပြီးအုံနေချင်းနဲ့၄၅၆ရောက်တော့ဝိုင်းတိုက်တာတော့မခိုင်းရခဏယူလာခင်ဗျားလည်းစဉ်းစားကြည့်ဦးအသေးနဲ့ဒါတော့ဖြစ်နေတာပေါ့โอเคတကယ်တမ်းတမတော်ကခဏတမကြီးစကြောကြီးတကယ်ထိုးလာကြည့်ဒီကောင်လေးခံနိုင်မလားတောက်ခံနိုင်မလားအဲ့တော့မှအတင်းယူနီဖောင်းချုပ်ပြီးအင်ဂျင်နဲ့အဝတ်စားတွေကောက်လဲကျွန်တော်တို့ကပြည်သူပါခင်ဗျားလုံးကြမလားစဉ်းစားကြည့်နော်တကယ်တက်ကတမကြီးနဲ့ချီတက်ကြည့်ခင်ဗျားသေးကြတယ်အကုန်လုံးအဝတ်စားတွေချုပ်ပြီးတော့ကျွန်တော်တို့ကပြည်သူပါခင်ဗျားကျွန်တော်တို့ကပြည်သူပါခင်ဗျားကျွန်တော်တို့ကျွန်တော်တို့တို့ကပြန်ပြေးဆောက်ရလို့ပေါ်တာဆိုတော့ကျွန်တော်တို့ကြောက်သွားတာခင်ဗျားလုံးမဲ့ကောင်လေးကြီးပဲအကုန်လုံးကခင်ဗျားတကယ်ပေါ်တာပြီးရင်တကယ်တက်ကအဲ့လိုထိုးရင် ပြည်သူလူထုကိုတတ်နေပါလေအောင်မယ်အဲ့လိုအော်ကြအောင်အဲ့တော့တက်ကတဖြည်းဖြည်းချင်းသွားနေတယ်ဖြည်းဖြည်းချင်းသွားတော့ကျွန်တော်ခုနကပြောအင်အားကိုကျွန်တော်တွက်ချင်ရိုးရိုးလေးတွက်ချင်နော်တတိုင်းကတော့ပြန့်ချဲနေစကန်ကုန်းတော့ပြန့်ချဲနေတဲ့လူတွေကတကုန်းမှာ၁၀ယောက်၅ယောက်ကခဏမေးလိုက်အဲ့ဒါခဏမေးထားလိုက်တက်မလို့ဒီမှာရှိရအထိုင်တက်တွေရှိတယ်ထိုင်တက်တွေရှိတယ်ဆက်နေကြူဒီတိုင်းမှာထိုက်တက်တွေရှိအဲ့ထိုက်တက်တွေအချို့ကြီးအဲ့ထိုက်တက်တွေဆိုရှိတယ်အထိုက်တက်တွေထဲမှာရှိတယ်အင်အားနည်းနည်းထုံထုံတက်ခိုက်တက်ကအင်အားနည်းနည်းထုံကျွန်တော်ပြောရရှမ်းမြောက်စစ်တီတောင်းမလို့9000ပဲတက်သွားရှမ်းမြောက်စစ်တီတောင်းမလို့9000ပဲတက်သွားကချင်ကိုလည်းခဏစစ်တီ9000လောက်ပဲတက်သွား အချင်းမကူတက်သွားနောက်အညာရေးသားကိုလည်း9000လောက်ဝင်ကရင်ပြည်နယ်ကို1000လောက်ပို့လိုက်ဒီလောက်တော့ထားကြွနေတယ်ကော1000လောက်ပို့လိုက်ရခိုင်ပြည်နယ်လောက်ကြွတယ်1000လောက်ပို့လိုက်ဟာလေကျွန်တော်ပြောရရှင်းရှင်းလေးတက်ကတကယ်လို့ချင်းရပါတယ်ခုလိုပြောပါမယ်ကိုကျွန်တော်လုံးဝကိုလည်းကျွန်တော်တင်ပါမယ်